ရသခင်ယေရှုတော်ချီးမွမ်းပါれကျောင်းနှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှမာကုခရစ်ဝင်ခန်းကြီး30အပိုင်ငယ်52မှ53ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍သင်တို့သိသည့်အတိုင်းလောကီမင်းတို့သည်အစိုးတရပြုတ်တကြ၏အကယ်မူတို့သည်အာနာထတတ်ကြ၏သင်တို့မူကားထိုသူမပြုတ်ကြနှင့်သင်တို့တွင်အကယ်မူပြုတ်လိုသောသူသည်သင်တို့၏အစီကံ ဖြစ်ရမည်ဒီနောက်ဘက်တော်မှာသခင်ရှုကဘာကိုပြောလဲဆိုတော့ကြီးမြတ်တော်သူဖြစ်ခြင်းရင်အလုံးစုံတို့ရဲ့အစီကံဖြစ်ရမယ်သခင်ရှုကလူတစ်ယောက်ရဲ့ကြီးမြတ်ခြင်းကို တိုင်းတာတဲ့အခါမှာအဲ့ဒီလူကို အများတော်သူတွေက အခြားတော်သူတွေကဘလောက်ထိအစီကံလဲဆိုတဲ့အရာနဲ့မတိုင်းတာပေါ့သူက အခြားတော်သူတွေကိုဘလောက်ထိအစီကံလဲဆိုတဲ့အရာနဲ့ပဲသခင်ရှုကတိုင်းတာပါတယ်။ဘာကြောင့်ဒီနှုတ်ကပတ်တော်ကိုသခင်ရှုကပြောရလဲဆိုရင် ဇေဗေဒဲရဲ့သားဖြစ်တဲ့ယာကုပ်နဲ့ယောဟန်ကသခင်ရှုထံကိုချဉ်ကပ်ပြီးတော့ဆုတခုတောင်းပါလေ။အဲ့ဒါကတော့ကိုတော်ဘုန်းတော်ပွင့်တဲ့အခါကိုတော်နိုင်ငံတော်တည်ထောင်တဲ့အခါမှာကျွန်ုပ်တို့ကိုလက်ရပန်းနိုင်တယောက်လက်ဝဲပဲနိုင်တယောက်ထိုင်ရတဲ့ခွင့်ကိုပေးပါဆိုပြီးတော့သခင်ရှုကိုတောင်းပါလေ။သခင်ရှုကဒါကိုပြောတဲ့အခါမှာသူတို့ကိုဆုံးပါလေ။သခင်ရှုရဲ့တပည့်တော်နှစ်ယောက်ဖြစ်တဲ့ယာကုပ်နဲ့ယောဟန်ကကြော်ကြားလို့လဲစိတ်သူများရဲ့အထက်မှာရောက်လို့လဲစိတ်သူတို့ကရှိပါလေ။ ဒါကြောင့်မို့သူတို့အသက်တာမရင့်ကျက်ခင်မှာသခင်ရှုကိုသူတို့ကတောင်းဆိုတယ်ကျွန်တော်တို့ကတစ်ချိန်မှာသခင်ရဲ့လက်ဝဲဘက်နဲ့လက်ရာဘက်မှာထိုင်ရတဲ့အခွင့်အကဲမှုဖြစ်ချင်တဲ့သဘောနဲ့သူတို့ကတောင်းဆိုပါလေကြီးမြတ်သောသူဖြစ်ချင်တယ်ဒါကြောင့်မို့သခင်အခွင့်ပေးပါလို့သူတို့ကတောင်းဆိုတယ်အဲ့ဒီခါမှာသခင်ရှုကဆုံးပါလေမင်းတို့ကအကဲမှုဖြစ်ချင်တဲ့စိတ်နဲ့အသက်မရှင်ပါနဲ့သူတော်ဘာတွေရဲ့အထက်မှာနေလိုတဲ့စိတ်နဲ့အသက်မရှင်နဲ့အာလုံးရဲ့အစီကံအဖြစ်နဲ့အသက်ရှင်ပါဒီလောကထဲမှာသူတော်ဘာရဲ့အစီကိုခံပါ တခင်ရှုကသူကိုယ်တိုင်တော့မှဒီလောကကိုလာတယ်ဆိုတာကသူတို့ဘွားကိုစေစားဖို့မဟုတ်ဘူးသူတို့ဘွားရဲ့အစီကို ခံဖို့ဖြစ်တယ်တခင်ရှုကိုယ်တိုင်တော့မှဖခင်ကိုယ်တိုင်တော့မှလောကကြီးကိုဆင်းလာတဲ့အခါမှာလူသားအားလုံးတို့အစီခံဖို့ဖြစ်တယ်လူသားအားလုံးရဲ့အပြစ်တို့လောကကတိုင်းမှာအသိခံပြီးတော့အပြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ဖြစ်ပါတယ်လူသားတွေကမိမိအပြစ်ကနေမိမိလွတ်မြောက်အောင်မလုပ်နိုင်ဘူး ။ဒါကြောင့်မို့သခင်ယေရှုခရစ်တော်ဖျားကသူ့ရဲ့အသက်ကိုဆွန့်ပြီးတော့အဲ့ဒီအပြစ်တွေအလုံးတလောကလုံးလူသားမျိုးနွယ်တစ်ခုလုံးရဲ့အပြစ်ကိုယူဆောင်ပြီးတော့အသေခံပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ကိုးကွယ်တဲ့ဖျားကိုယ်တိုင်ကအစီခံဖြစ်တယ်။ဒါကြောင့်မို့တပည့်တော်တွေလည်းဆုံးပါလေ။ဒါကြောင့်မို့မင်းတို့ကကြီးမြတ်တဲ့သူဖြစ်ခြင်းရဲ့အာလုံးရဲ့အစီခံတော်သူဖြစ်ပါစေဆိုပြီးတော့သခင်ယေရှုကဆုံးမတုံ့တင်ခဲ့ပါဆရာကြီးဝိရွာတင်ကအစီကံခြင်းနဲ့ပတ်သက်ပြီးတော့သူပါပြောလဲဆိုရင်တော့လူတယောက်ရဲ့ကြီးမြတ်ခြင်းကိုတိုင်းတာတဲ့အခါမှာတဲ့ ူ့ရဲ့ဂုံအဆင့်တန်းနေနဲ့တခင်ရှုကမတိုင်းတာပါဘူးအစီခံဝန်ထမ်းချင်းနဲ့ပဲတိုင်းတာပါလေလူဘလောက်များများကကိုကိုအစီခံနေတယ်လဲဆိုတာထက်လူဘလောက်များများအတွက်ကိုက အစီခံဝန်ထမ်းပေးနိုင်လဲဆိုတာတည်းပဲကျွန်တော်တို့ရဲ့ကြီးမြတ်ခြင်းကိုဖခင်ကတိုင်းတာတယ်လို့ဆရာကြီးရစ်ဝါဒင်ကသူကဖော်ပြခဲ့ပါတယ်အဲ့တော့မို့ဖျားသခင်ကျွန်တော်တို့ကိုရွေးကောက်ခေါ်ယူထားတာကအစီခံမှုအတွက်ဖြစ်ပါတယ်။သင်ကို သူများကအစီခံမှုမဟုတ်ဘူး။ သင်ကသူများအတွက်အစီခံဖို့ဖြစ်ပါတယ်အသင်းတော်မှာဘာတာဝန်ပဲယူထားယူထားသင်ကဖရာအမှုတော်ထဲမှာဘယ်တာဝန်ဘယ်နေရာဘယ်ခန်းကဏ္ဍမှာပဲပါဝင်ပါဝင်အဲ့ဒါကယာတူးကြီးမြတ်ခြင်းသူများကကိုယ့်ကိုယုံသေးလေးမြတ်ခြင်းခံဖို့မဟုတ်ပါဘူးသူတို့ဘာရဲ့ရှေ့မှာဝါကြွားဖို့လည်းမဟုတ်ပါဘူးဂုံဖော်ဖို့လည်းမဟုတ်ပါဘူးသင်တာဝန်ယူထားရတဲ့အရာကယာတူးမဟုတ်ဘူးနော်အစီခံဖြစ်တယ် ကျွန်တော်တို့ကယာဒူးလို့သွားသတ်မှတ်လိုက်မယ်သူတို့ဘာတွေကိုလေးစားရမှ သူတို့ဘာတွေကိုယိုသိမှသူတို့ဘာတွေရှိမှဂုံဖော်ဝါကြွားရမှဆိုရင်တော့ဖရာရဲ့အလိုတော်လမ်းကနေလွဲပြီးဖရာသခင်နှက်တတ်မှာမဟုတ်ပါဘူးကျွန်တော်တို့တာဝန်ယူထားတဲ့အရာကျွန်တော်တို့အမှုတော်ဆောင်ခြင်းကအစီခံခြင်းတတ်တတ်ဖြစ်ဖို့ဖရာကအလိုရှိတာဖြစ်ပါတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာသခင်ကိုယ်တိုင်ကအစီခံတဲ့ဖရာဖြစ်မှာတော့ကျွန်တော်တို့ကဘာမှမဟုတ်လို့လေကျွန်တော်တို့ကိုလည်းဖရာသခင်ကအစီခံဖို့ရန်အတွက်ဖရာကဖော်ပြပါ ဒါကြောင့်မို့လူတယောက်ရဲ့ကြီးမြတ်ခြင်းကိုတိုင်းကြတဲ့ခါမှာ သခင်ရှုကသူများတွေလူအများစုက သူ့အတွက်အစီခံပေးနေတဲ့အပေါ်မှာမတိုင်းတာပေါ့အဲ့ဒီလူက လူအများကိုဘလောက်ထိ အစီခံလဲဆိုတဲ့အရာနဲ့ပဲတိုင်းကြပါလေဒါကြောင့်မို့အစီခံတတ်တော်သူကကြီးမြတ်တော်သူဖြစ်တယ်ကျောင်းတမန်ကျမ်းစာထဲမှာဖယားသခင်အင်မတန်အသုံးပြုတဲ့ပရောဖက်ကြီးအေလိရှေဆိုတာရှိပါတယ်ပရောဖက်ကြီးအေလိရှေကဖယားသခင်သူ့ကိုမသုံးခင်မှာ သူ့ကိုအမှုတော်ထဲမှာအသုံးမပြုခင်မှာသူကပရောဖက်ကြီးအေလီယာရဲ့တပည့်အဖြစ်နဲ့နောက်လိုက်ဖြစ်နဲ့၁၀နှစ်တိတိတာမန်အလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့တစ္ဆာရှိစွာအစီခံခဲ့တဲ့သူဖြစ်ပါတယ်။သူကအသေးငယ်တဲ့အလုပ်တွေကိုအကောင်းဆုံးလုပ်ခဲ့တယ်အေလီယာကြီးစီမှာ၁၀နှစ်တိတိသူတရားမဟောရပါဘူး။နမိတ်လက္ခဏာတွေမပြရပါဘူး။သူအရှိကိုမထွက်ရပါဘူး။အေလီယာရဲ့အနောက်မှာပဲအေလီယာကိုအစီခံပေးနေရတယ်။တာမန်အလုပ်တွေကိုပဲသူလုပ်ရပါတယ်။ ဒါပေမဲ့အဲဒီအသေးအမွှားလုပ်လေးတွေကိုသူကအကောင်းဆုံးလုပ်ပြီးတော့အစီခံခဲ့တယ်။အဲဒီလိုအစီခံတဲ့နှလုံးသားရှိတဲ့အေလိရှဲကြီးကိုဖယားသခင်ကတစ်ချိန်မှာပရောဖက်ကြီးအေလိယသူ့ဆရာရဲ့ဝိညာဉ်တော်ပိတ်သိခြင်းနှစ်ဆနဲ့အမှုတော်ရဲ့မျက်ထဲမှာအသုံးပြုခဲ့တယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ကျမ်းပညာရှင်တွေကဖော်ပြတယ်အေလိယကနမိတ်လက္ခဏာ14ခုလုပ်ခဲ့တယ်။နှစ်ဆဖြစ်တဲ့ ပိတ်သိချင်းနဲ့အီလီရှဲက28ခုနမိတ်လက္ခဏာလုတ်ခဲ့တယ်လို့ဖော်ပြပါတယ်။ဒါကြောင့်မို့အစီကံတက်သောနှလုံးသားရှိသောသူကိုဖျားသခင်ကအမှုတော်ထဲမှာကြီးမားစွာအသုံးပြုတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတတားထဲမှာသခင်ရှုကလူတယောက်ရဲ့ကြီးမြတ်ခြင်းကိုတိုင်းတာတဲ့အခါမှာလူတွေကသူ့ကိုဘယ်လောက်ထိယုံသေးလဲလူတွေကသူ့ကိုဘယ်လောက်ထိလေးစားလဲလူတွေကသူ့ကိုဘယ်လောက်ထိအစီခံပေးလဲလူတွေကသူ့အတွက်ဘယ်လောက်ထိပေးဆက်ပေးလဲဆိုရရနဲ့လူတွေကသူ့ကိုဘယ်လောက်ထိအလုပ်ကျွေးပြုလဲဆိုရရနဲ့မတိုင်းတာပေါ့ သူကလူတွေပေါ်မှာဘလောက်ထိအစီကံလဲဘလောက်ထိအနစ်နာခံလဲဘလောက်ထိပေးဆက်လဲဆိုတဲ့အပေါ်မှာတိုင်းကြပါလေဒါကြောင့်မို့ကြီးမြတ်တော်သူကအစီကံနဲ့နှလုံးသားရှိတော်သူဖြစ်ပါလေကျွန်တော်ရဲ့တက်တာထဲမှာအသိတော်မှာပါဝင်သည်ဖြစ်စေအမှုတော်ထဲမှာပါဝင်သည်ဖြစ်စေပေးလူသည်ဖြစ်စေအစီကံခြင်းတတ်တတ်ဖြစ်တယ်ဆိုတဲ့နှလုံးသားနဲ့သင်ကပါဝင်ဆက်ကလှုပ်ဆောင်မယ်ဆိုရင်ဘုရားသခင်ရဲ့ပိတ်သိမ့်တဲ့ကြီးမားစွာအသုံးပြုခြင်းခံရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါလေအားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ